အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ကလေးဘွားတို့ကအဖွားအလူလိုက်လို့ချစ်ကံကံဖြစ်ခဲ့ကြောင်းပြောပြလာတဲ့အန်ဒီရဲ့ငယ်ဘွားရုပ်တံပြူဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူဖိုင်လေးကိုကြည့်ပြီးတော့ဝိဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကက်ထရီနောလေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကျမအိမ်မှာကျမရဲ့အမေကကျမစီခိုးတောက်နေအောင်မြင်ပြီးတော့ ပါချလိုက်တယ်ဗလားဖတ်ခနေပါချလိုက်တဲ့အချိန်မှာကျွန်မအမေကို၃ငါလို့ပြောပြီးတော့အိမ်မောဆင်းသွားတာပေါ့နော်ကျွန်မ၃နှစ်ကျော်ကျော်ရဲ့အိမ်မောဆင်းမှုတွေတည်လာဟိုကလေးပေမဲ့ဟို၈စက္ကန့်ချင်းလည်းတော့မဟုတ်ဘူးတည်လာအဲ့လိုမျိုးလေးကိုမတရားလုပ်တယ်လို့ခံစားရင်ကျွန်မလှုပ်ရှင်တာလှုပ်တာအဲ့ဒါနဲ့အဲ့အပိုင်းလေးကိုစပြောမယ် ကျွန်မတက်ဂိတ်လေးရောက်လဲရအောင်ကောတက်ဂိတ်က RP တွေကလည်းကျွန်မကိုတီးတယ်လေကွယ်ကျွန်မငငယ်တဲ့နာမည်ကြီးမလားအဲ့နဲ့အဲမိမိလေးဘယ်သွားမလို့လဲပေါ့အဲ့လိုပြောတဲ့ခါကျတော့ကျွန်မငငယ်တဲ့ညံဒီညံနဲ့တော်တော်များတဲ့ညားခဲ့တဲ့ပုံပေါ့နော်ညဉ့်ညဉ့်ကလည်းအဲ့လိုမျိုးလေဟိုဆော့တဲ့နေရာအိမ်မိုးကဆင်းတဲ့နေရာမှာသာများတာယောက်ျားနဲ့ပတ်သက်လိုက်ကျမညဉ့်ညဉ့်နဲ့မများဘူးကျမခဏခဏခံရတယ်ကွယ်အဲ့ဒါနဲ့အာမိမိဟိုလိုမိမိဖွားအိမ်ပြန်မလို့လို့ဆိုတော့ဘာလို့အရင်ကလည်း အဲ့လိုမျိုးဖိုးဖိုင်းအိမ်ပြန်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးဟိုအခိတ်ကဟို RPD ကနေအဲ့လိုမျိုးစိုက်ကားခေါ်ပေးတာတို့အဲ့လိုမျိုးပြီးတော့အဖေကတက်ကစိုက်ကယ်အဲ့ခက်ကစိုက်ကယ်လေဟိုလေစိုက်ကယ်ဆုပ်ဆုပ်ကြီးကဘူချက်ဘူချက်ဘူချက်အဲ့လိုမျိုးဘိန်းနဲ့ဘိန်းနဲ့ထိုင်မို့နေရာပါတဲ့စိုက်ကယ်မျိုးရှိတယ်တက်မှာစိုက်ကယ်ရှိတယ်အဲ့ဒါတက်ပိုင်ပေါ့နော်ဟိုကိုပိုင်တော့မဟုတ်ပါဘူး အဲ့ဒါကြီးလိုက်ပို့တာမျိုးဆိုအဲ့ဒီတက်ဂိတ်ကနေကျမအဖွားအိမ်သွားတဲ့လမ်းတစ်လျှောက်ကိုကျမတို့ကတော်တော်ရင်းနှီးနေရပါတော့အဲ့ဒါဖဖွားရင်သွားမလို့အဲဘွာရောဖေဖေတို့မေမေတို့မပါဘူးလားဆိုတော့လိုက်လာမယ်ပေါ့နော်မိမိတို့အရင်ဦးဆုံးစိုက်ကားလေးငှားပေးပါလို့ပြောတယ်တဲ့ကျမအာရပီကိုကြွယ်ကြည့်ဦးအဲ့အရပီရလေကျမတို့၃နှစ်ကျော်ကလေးတယောက်ကိုသူတို့ယုံကြည်တယ်နော်အဲ့ဒါကျမတို့စိုက်ကားငားပေးလိုက်ရောဟိကောင်းကောင်းစိုက်ကားအရှိကမအဲ့စိုက်ကားစိုက်ကားခိကဦးလေးရရလေ ်ဟိုတက်ကမိသားစုဝင်တွေကျမတယောက်တည်းမဟုတ်ပါဘူးကျန်တဲ့လူတွေလည်းသူတို့သိပြီးသားပေါ့နော်အဲ့လိုမျိုးဆိုစိုက်ကားပို့ဦးလေးရလည်းအဲ့ဒီဦးလေးရလည်းအင်းအလိုပိန်ပိန်ပဲပိန်ပိန်လေးပဲအဲ့လိုမျိုးသဘောကောင်းတယ်မိမိကဘာလဲဖဖွားရင်ပြန်မလို့လားဟုတ်တယ်ပေါ့အဲ့လူကြီးတွေမပါဘူးလားဆိုပြီးမှလိုက်လာနေတယ်ကျမလည်းကြည့်ကလေးစီညန်းစီအစကားရရှောက်ပြောတာနော်အဲ့အွယ်လေးနဲ့ကျမတက်ဖဖွားရင်ပြန်သွားပြန်သွားတော့အဖွားအိမ်လေးရောက်တော့ အဲအဖေကိုသူကခေါ်ကြီးမေလို့ခေါ်တော့ကြီးမေမှာကြီးမေမိမလေးကိုလာပို့တာဆိုအမေကအိမ်ကနေဒုံဒုံဒုံဆိုင်စင်းပြီးပြေးလာတာပေါ့နော်ဟဲ့ကလေးတယောက်တည်းဘယ်လိုဖြစ်တာလဲပေါ့အဲ့နဲ့ဟိုကအဲဆိုဟိုကျမအဖေကနေဆိုက်ကားပေါ်ခေါ်ပြီးဆိုက်ကားကပေးရတာပေါ့ကွအဲ့ဒီခက်ကလည်းငါမှုတက်မှတ်ခစ်ခွေငါမှုတက်မှတ်ထက်တော့ဆယ်ပြားတော့ငါးပြားတော့ခစ်တင်နေဟာနဲ့အဲမိရစိတ်တွေတူတာပေါ့ကျမတို့ကဖောက်မိကြီးလို့ခေါ်တာဘူး ကျမကလည်းကျမတို့မောင်နှံတောင်းလို့ကကျမအဖေအမေလို့ပဲခေါ်ကြအမေစိတ်တွေဆိုတော့အဲ့အချိန်မှာအဖေကလည်းဟိုညနေ9နာရီကျော်6နာရီလောက်ဖြစ်တဲ့ခါကျတော့ကျမကိုရှာမတွေ့ဘူးရှာမတွေ့တော့လိုက်ရှာမှာပေါ့သူအိမ်ပေါ်ရှာလိုက်အိမ်ပတ်လဲရှာလိုက်အဲ့နဲ့သူလိုက်ရှာရင်းရှာရင်းနဲ့တက်ကြီးရောက်လာတော့တက်ကြီးရောက်လာတဲ့ခါကျတော့ဟဲ့ဟိုဟာနော်ခေါင်းကြီးမကိုတွေ့လာပေါ့အားရပြီအဲဘူကြီးဘူကြီးတမီးစောတော့ပဲသူ့ဖွားအိမ်ပြန်မယ်ဆိုပြီးစိုက်ကားငှားပေးလိုက်တယ်စိုက်ကားပေါ်တင်ပေးလိုက်တယ်ဆိုတော့အဲ့မှာအားရပြီကလည်းအချိန်ကတော့ အဖေစိတ်တွေဆိုးတာလေးသိလားအဖေစိုက်ကိန်းနဲ့လိုက်ထလာဟုတ်စိုက်ကိန်းနဲ့လိုက်တက်လိုက်ခါကြောင့်အော်ပြန်တော့တဲ့အဖွားပြောတာပေါ့နော်သူ့သမက်ကိုဒီမှာပဲခလေးအိတ်တော့မဲဆိုပြီးထားရတာပေါ့နော်ကျမအဖွားနဲ့ပဲအိတ်ညအမအိတ်လိုက်ညူတဲ့အိတ်မှာအိတ်တော့ကွယ်အလဲရွာအိတ်မှာအိတ်ရောအဲကျမမှတ်မိတဲ့လောက်လေးပြောပြတာပြီးတော့နောက်တက်ပြန်ရောက်လာတဲ့အခါကျကျမမူဂျူသွားတယ်လေမူဂျူကလည်းကျမကလည်းပြောတယ်ကွယ်တိလာအဲ့ခေတ်က ဟိုကျမတို့ကော်ကော်ရုံးမကြီးတွေစပေါ်တဲ့အချိန်ပေါ့ကွယ်အဖွားကလေကျမကို तू ကသူ့လက်ထဲမှာကျမ6လကြော်ကြော်အရွယ်လေးတွေက तू မွေးခဲ့တဲ့ခါကျတော့ तू ကလေသူ့သမီးသူ့သမီးအရင်ကျမအမေထက်ကျမကိုသူပိုတော်တော်တွေ့တယ်ကွာအဲ့တော့ဘယ်လိုလဲဆိုအဲ့ရအယုတ်တွေဝဲလာတယ်အယုတ်တွေဝဲလာရင်ကျမအယုတ်တွေကိုငူကြောက်ကိုယူသွားတယ်အဲ့တော့ကြွားတာကြွားချင်လို့ငငယ်ရလဲကြွားရလဲတတ်တယ်တိလားခဏခဏလဲအိမ်မွားစင်တတ်တယ် အဲ့ဒါလေအယုတ်တွေကြောက်မှုကြောက်ယူဟာဟိုဘက်ကတယောက်ကအယုတ်မရဲ့ခေါင်းဝန်ဆွဲလိုက်အဲသပင်ကိုဆွဲလိုက်ဟိုသပင်လေးတွေနဲ့ခေါင်းလေးတွေနဲ့အယုတ်မကော်ကော်ယုတ်တွေကွအဲ့ဒါဆက်လက်ဆိုမူဂျိုကပြန်ပြီဆိုတော့ကျမယုတ်ကလက်တစ်ဖက်ပြုတ်တယ်ချောက်လို့အေးကိုအကောင်ဘယ်တော့မှပြန်မပါလာဘူးအဲ့ဒီအေးလက်တစ်ဖက်ချောက်တစ်ဖက်ပြုတ်တဲ့အဲ့ဒီကာလာအတူလေးတည်းမှာကျမနောက်ထပ်တင်ပြတာဘာလဲဆဲတာမဟုတ်ဘူးနှစ်ချီအဲ့ဒီမူဂျိုကကလေးတွေကလေ ဲ့လိုစောင်းတွင်းဆိုရင်တို့နှက်ချီထွက်တယ်မလားတို့ကနှက်ချီကိုလေမညစ်ဘူးရှာနဲ့လက်ချီကြလာတယ်ဆိုရင်ရှာနဲ့ကျမလေးလေမူဂျိုတော့ကောင်းကောင်းတော့မဟုတ်အမွေစိန်တော့လောက်တာအဲ့ဒါလေကျမကြည့်နေဟိုခလေးကြည့်ပါနှက်ချီတက်နှက်ချီကိုရှာနဲ့ရက်လိုက်ပြန်ဆုပ်သွင်းလိုက်ရှာနဲ့ရက်လိုက်ဆိုကျမပတ်ထားတာပေါ့နော် ငါနှစ်ချီထွက်ရင်လုံးမပေါ့အဲ့လိုမျိုးလူဆိုတာကလည်းလေနော်သူများလောက်တာမြင်ကိုလုံးချင်တယ်ဆိုရင်ကိုကနှစ်ချီကမထွက်ဘူးတုံနဲ့ကိုတိလာအဲ့ဒီမှာနှစ်လသုံးလလောက်ကိုသူတို့နှစ်ချီပြန်ဆုပ်သွင်းတာရှာနေရက်တာကျွန်မဘလောက်လေးလာလိုက်လဲဆိုတလခွဲလောက်လေးလာလိုက်တယ်ထင်ပါတယ်အဲ့ဒီတလခွဲလုံးလဲကိုကနှစ်ချီကိုအဲ့လိုလုံးကြည့်ချင်တာကွာတိလာနှစ်ချီကိုဘယ်လိုဆုပ်ရမလဲခါတာနှာမစည်းဘူး မစည်းဘူးဆိုတော့အမေဟိုအဖွားကြီးကအရန်ကူးဆိုင်တယ်လေအဲ့လိုပေါ့နော်ဟိုခေါင်းချော်ပြီးလို့ရှိလို့ရှိရင်ငါတို့ကအုံးစီလိမ့်ပေးတာအဲ့လိုမျိုးပေါ့ကွယ်ဟိုနည်းနည်းရာသီဥတုအေးပြီဆိုရင်အပေါ်အနှွေးတဲ့အထက်ကလေးခြိသားလေးနဲ့အဖွားချုပ်ပေးတာအဖွားကလည်းဆက်ကောက်ကောက်ချုပ်တတ်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးလေးတွေဘောင်းမီရှေလေးတွေနဲ့ခြိသားအင်ကြီးလက်ရှေလေးတွေနဲ့အတွတ်အတွတ်လေးတွေနဲ့ဆိုကျမအမြဲတမ်းဝိုးရတယ်ကွာဖွားကပြီးတော့အဲ့ဒီဟိုမြောက်ပြည်ဘက်ကဝင်တဲ့ ဟိုဟိုကလေးအင်ကြီးလေးတွေဆိုလဲကျမကငငယ်တည်းကကောင်းကောင်းတော်တော်ကောင်းကောင်းလေးတွေပို့ပါတယ်ဖွားဖွားအကုန်ွယ်ပေးတယ်ရုပ်ကစကွာအဲ့လိုမျိုးဘီစကစ်ကစပယ်ပယ်မင်းကစကွာအဲ့လိုဆိုတော့အဲ့ခေတ်ကချိုးချင်းကိုပယ်ပယ်မင်းတို့ခေါ်တာဘုံဆိုတော့အဲ့နဲ့နှစ်ချီစုပ်ဖို့နှစ်ချီအထက်ကိုအဲ့လိုလုပ်ဖို့အချိန်ရောက်လာဟိအဲ့ညကျမနာစီရောနာစီရောကျမတခါတယ်ဟာတခက်ကိုဝင်ကောင်းပါတော့အဲ့ငူဂျူမလဲကျမတို့လို့တို့ရှောက်လို့တယ်ရှာရင်လည်းရက်တယ်တိလား မညစ်ဘူးအဲ့ဒီမူဂျိုကနေကျမကောင်းကောင်းလေ့ကျင့်ပြီးတော့အိမ်ပြန်လာတဲ့ခါကျတော့အာအဲ့လိုဟိုကနေပြီးတော့အဖေကနေပြီးအဲခေါင်းကြီးမနှာစီးနေပြီသူ့မိမကိုမတ်ရွှေမီလို့ခေါ်တာဟုတ်မမေကိုဖေဖေကမတ်ရွှေမီရေးလို့ခေါ်တာမတ်ရွှေမီရေးမနီးသမီးကိုလှုပ်ပေးလာအောင်မနှာစီးနေကလေးကိုအနွေးတဲ့လေးကိုပေးပါညာပေါ့အဲ့နဲ့အမေကနှစ်ချင်းညစ်ဆိုပြီးတော့နှာခေါင်းညစ်ပြီးတော့သူ့နှစ်ချင်းညစ်ခိုင်းတဲ့ကွယ်မညစ်ဘူးချေချေရောလက်ကောကပြီးတော့ညင်းတာမိမိမညစ်ဘူးမညစ်လို့ရမလားနင်းနဲ့ချေထွက်နေရဆို လုတ်ပြမယ်မိမိလုတ်ပြမယ်အမေနဲ့အဖေပြောပြပြောတာမလုတ်နဲ့မညစ်နဲ့ဟုတ်လုတ်တတ်တယ်ဒီနှစ်ချီကိုဘယ်လိုလုပ်ရမလဲဆိုတာအနှစ်ချီကိုအဖေနဲ့အမေရဲ့အဖွားရဲ့ကျမကိုကြည့်နေကြတယ်ပေါ့နော်မူဂျိုတတ်တာပြဘာမှလာပိုင်းမရှိသေးတယ်သူဘာကြီးလုတ်လုတ်အောင်မလဲပေါ့ဆိုတော့အာကျမတကယ်ကိုကွာအဲ့ဒီအချိန်တော့ကျမကလေးဝိုင်းအတွေ့ကျမတကယ်ဟီးရိုကြီးပေါ့ကျမတတ်တယ်ပေါ့ကွယ်ကြွားချင်တာမိပါ့ဘူးလေအာကျမကိုနှစ်ချီကိုရှုပ်လိုက်ရှာနေရလိုက်ဆိုဘာပြောအဖွားအဲ့နဲ့ပြေးပေါက်တာ ပါးတွေကိုနှခမ်းတွေကိုညင်ညပပတ်တွေလောက်အောင်လားဆိုအဲ့နဲ့ပောက်တာနော်ငိုလိုက်ရတာလေနှက်ချီတောင်မရောက်သွားမှမသိဘူးနောက်ဆုံးမှမိတာတော့အဲ့နှက်ချီကကျမရှုပ်နေမျိုးချလိုက်သလားမသိငန်းကြွကြွရတာတော့ကောင်းကောင်းမမိရယ်ကွယ်တိလားအဲအဲ့ဒါလေဟိုအဖေကပြောတော့ဗောနော်နေ့သမီးကိုနေမူဂျိုကနေရက်တော့ အဲ့မူဂျိုတက်တဲ့၄၅၆လတွေမှာနေသမီးအတက်ကောင်တွေတက်တယ်ဆဲလဲဆဲတက်လာတယ်နှက်ချီးတွေကိုလည်းညင်ကြီးညစ်ပတ်တွေလုတ်တက်လာတယ်မူဂျိုမပို့နဲ့တော့ဆိုအဲ့မူဂျိုမပို့နဲ့တော့ဆိုတော့ပြောတဲ့နေရာဆိုင်ကြီးကျမမာလေးဟိုသုံးနှစ်ကျော်အရွယ်လေးရဲ့စိတ်ခံစားချက်ကဘာလဲဒီလားကို့အမေကို့ထားခဲ့တဲ့တော့ဘာဖီလေးမှမရှိဘူးနော်အခုထက်တိလဲကျမဘာမှမဖြစ်ဘူးအမေကိုတခါမှအပြစ်မတင်ဘူးဒီလားအเจ้าမတက်ရတဲ့ဖီလေးကတော်တော်ဆူဆူငိုလိုက်ရတာငိုလိုက်ရတာဟိုအိရှေ့ကနေပြီးတော့လှိပ်ပြီးငိုပါရင်အခက်တွေရောက်အဲ့ဒါနဲ့ ငူဂျုံဘေးမသွားတော့ဘူးဆိုပြီးတော့အမိတ်ထုတ်တော့ဗောအိမ်မှာကျမတခါလဲငိုတာလေကျမအရန်သွားကျင်တယ်လေမူဂျိုမှာကျမလေးလာသေးဘူးဇာတိရောမျိုးရှိတယ်။ကျမရဲ့မူဂျိုမှာရှိတဲ့တက်တွင်ရကလေးတွေကျမထက်ပေါ့နော်အဲ့လေးနှစ်၅နှစ်အရွယ်တည်းကကျမရဲ့တကယ့်ကိုဟိုတင်ဆရာမြင်ဆရာကြားဆရာတွေပဲကွာကျမရဲ့စီနီယာကြီးတွေပေါ့သိရမလားအဲ့တော့ကျမကျမငငယ်ရတော်တော်ဆိုးတာကျမတခါလဲအိရှိအိရှိကနေကျမလှိမ့်ငုံလိုက်အခန်းထဲရောက်သွားပြန်အောင်ပြီးအိမ်ကနေရနေပြော ပြန်လှိုက်ပြီးငူဘာပြောအဖွားအဖွားတပြက်တပြက်စီးဒီလိုကြက်ပွေးတပြက်စီးနဲ့ပြေးရိုက်ပလိုက်မှညင်ကြသွားအဲ့လိုမျိုးအဲ့ဒါနဲ့အเจ้าပည့်ရဲ့ကြတော့အဲစနေတွင်းဝင်ဖြစ်တဲ့ခါကျမူဂျိုလည်းပိတ်တယ်ကွယ်မူဂျိုလည်းပိတ်တဲ့ခါကျကျမတို့အလဲရွာသွားကြအိအဖွားအိသွားကြတာပေါ့သွားလဲသွားရောကျမရဲ့အဖွားအိမ်မှာလေအရှိညာဘက်အိမ်ရဲ့ အဲဘယ်ဘက်ချမ်းမဝင်လာနဲ့ဆိုဘယ်ဘက်ချမ်းမကွန်းနေစိုက်ထားတယ်။တိုင်နေနဲ့ကွယ်ကွန်းနေစိုက်ထားတယ်ပြီးတော့အဲ့မှာအဝတ်လျှော်တဲ့ဟိုဟာရေတွင်းရှိတယ်အဝတ်လျှော်ရေတွင်းရဲ့ဘေးမှာအဝတ်လျှော်ဖို့အတွက်အကုန်လုံးရှိတယ်။အဲ့ဒီမှာအဖွားစီမှာကျမရောက်ပြီဆိုရင်အဝတ်လလာလျှော်ပေးတဲ့ကလမိုက်တယောက်ရှိတယ်ကွယ်။ဟိုပြီးတော့ तू ကအဲ့လိုမျိုးကွန်ရက်ဒီပိုင်းလည်းခူပေးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ तू ကဘယ်လိုလဲဆိုတော့အဲ့ဒီကျမကလည်းစိတ်ပေါက်ပေါက်နဲ့ဟိုမူဂျိုမတက်ရောက်ဆိုတော့အမိတ်ထုတ်ပြီးရဲ့အဲ့အပတ်မှာကျမကစနစ်တွင်းကမှာ အဖွာအလေရက်ကအိမ်လိုက်သွားတာကိုလိုက်သွားတဲ့ခါကျတော့ကျမရောက်ခရကျမဘလို့မှွေရမလဲလို့ပေါ့ကျမလိုက်ကြည့်တာအဲ့ဒီကလမကြီးနာမည်ကိုနင်ကျမမနှက်ဖြစ်မနှက်အမေမေကိုပြန်မေးပေးမယ်တလား तू ကလေ तू ကလူရောက်နေကွာဟိုမျိုးရောက်နေမဟုတ်ဘူး तू အဝတ်လျှော်နေနေတယ်တားလေးမျိုးအဝတ်လျှော်နေတာကျမကောင်းကောင်းအဲ့ကလမကြီးအမီနာလက်ထင်ပါတယ်အဲ့ကလမကြီးနားမှာခွေ့ချီပူလေးထိုင်ပြီးတော့ ကျွန်မထိုင်ကြည့်နာသူဘလို့အုတ်လဲပေါ့နော်ကျွန်မအုတ်တော့မလေးသိရမလားဟာလေဟာ तू ကလေအဲ့လိုပေါ့15မိနစ်တခါလောက်အုတ်တာကွဘယ်ယောဂလားဘလို့လဲအဲ့တခုပေါ့ဒါမှအကျင့်ပါနေရလားပေါ့နော်အဲ့လိုမျိုးဆိုအာနဲ့အာခေါင်းကောင်းကြည့်ပြီးတော့အဖွားဒီမင်းစားမဲအိမ်မော်ခေါ်ပြီးအေးပြီးတော့နေလိုက်ကောနေပြီးတော့နောက်နေ့မနက်ကစပြီးတော့อืมကျွန်မအဖွားအိမ်ရဲ့ အေးအရှိမလှေကားအဖွားအလေရအိမ်ကလည်းအပြင်တော်အိမ်ကြီးပဲဟိုလှေကားလှေကားလေးရှိကွာအေးအမြင့်ဆိုတော့အဲ့ခစ်ကအိမ်ကြီးကအဲ့လိုမျိုးပြင်တော်အိမ်ကြီးများတယ်လေပြင်တော်အိမ်ကြီးဆိုတော့ကျမအေးအိမ်ရှိပောက်တက်တက်ကလှေကားရဲ့ထိတ်မှထားရမျိုးကျမအေးအိုအိုမဲ့ကိစ္စကိုကျမလေးချင်ရတော့မယ်လေကျမတက်ပြန်တဲ့ခါကျလို့ရှင်ကွာဟိုဘာပြောကျမမူဂျိုမပုတ်ဘူးဘလောက်ပြောပြောသူတို့မထိန်နိုင်ဘူးအမေလည်းသူ့အလုပ်နဲ့သူဟိုငယ်မလေးကလည်းရှိတယ်အဖေကလည်းသူ့အလုပ်နဲ့သူဆိုတော့ကျမတို့တော့မူဂျိုပုတ်ကိုပုတ်မယ်ဆိုတာတီးပြီးသားကျမအားလည်းကျမထိုင်မျိုးอืม ဟိုကလမအဖွားကြီးအမိနာကြီးအဝတ်လျှော်တဲ့ချိန်မှာသူကအွတ်တာဆို15မိနစ်လောက်တချိန်กว่าသူကချက်ချင်းအော့အော့အော့မလုပ်ဘူးသူကအဲ့လိုမျိုးအဲကျမထိုင်အော့လုလိုက်ကျမလိုက်ရှောက်စောလိုက်ပြန်ထိုင်ပြီးအော့လုလိုက်ဆိုအဖွားအိတ်ရှက်နေဘသူဘာဖြစ်နေရလဲဗောသူမြည်ဘာဖြစ်လဲဆိုပြီးသူထွက်လာထွက်လာထွက်လာကျမအော့နေတာမြင်နေမျိုးသူစိတ်ဆိုးတာလေကျမရိုက်ပြောက်ကွယ် နေအဲ့ဒါ light အတုခိုးစရာမဟုတ်ဘူးဗော။ तू ဘလို့ပုံစံနဲ့ပြောခဲ့လဲတော့မသိဘူးကွအမှတ်မိတာတော့ကျမအရိုက်ခံရအောင်အဲ့ဒီအုတ်တာနဲ့အဲ့ဒါနဲ့တတင်းငွေညနေကြားလိုက်ကြားရောအဖေတို့ကကျမောက်လက်ခေါ်တယ်ကွ။အလဲရွာအိမ်ကိုလက်ခေါ်တယ်ဗော။လက်ခေါ်တဲ့ချိန်အဲ့ဒီအဖေတို့လက်ခေါ်တဲ့အကြောင်းလေးပြပြအောင်မယ်။အဲအဲ့ဒီဟိုအဖေနဲ့မိရလေးတခါကျရင်အရင်ကြီးရတာလားသူတို့နှစ်ယောက်ကလေသူတို့ကကျမမြင်သမျှလေမယားစုံတယ်တဲ့မှာဆိုရင်ကျမအဖေနဲ့မိရတကယ်လိုက်ဖက်တယ်ကွာတိလားသူတို့နှစ်ယောက်ကလေ ဒါတော့အဖေကကြောက်ဘရောင်းသားအစ်စ်နော်အမေကကော့ကရိတ်သူအစ်စ်နော်အဲ့တော့ဘလို့လဲဆိုတော့လေအာဘလို့လဲသူတို့အမေကလေကျမကိုပြန်ပြန်ကျမတို့မောင်နှမတွေပြန်ပြန်ပြောဘူးတာရှိတယ်ကွာ तू ကအဖေနဲ့ယူပြီးကလေးက तू ကလေအဖေကိုနေတိုင်းပဲဟိနဲ့ကြက်ဥကြော်ပဲကျွေးတာကျမကစားတောက်ကုန်လုပ်ငန်းလုပ်နေရဟိုအလောက်ရှိပြီပေါ့6နှစ်ကျော်9နှစ်ထဲရောက်ပြီပေါ့နော်ကျမဟင်းကောင်းကောင်းချက်တတ်တယ်ဟင်းတမယ်ဟိုဆိုရင်ကွာဒီဟင်းကို ဟိုဥမာခုကျမဝန်ထမ်းနေရှိရယ်ကျမပြောတယ်ဒါဒါဒါထဲလိုက်ဆိုရင်အဲ့ဒီဟာကိုမီးစရာမလိုဘူးအဲ့ဒါအရသာကွက်တိနော်ကျမဟိုကိုနှစ်ဆယ်နှစ်ခရကျမအိမ်မှာအကြီးဆုံးသမီးဖြစ်တဲ့ကြောင့်ကျမအဖွားနဲ့ဟင်းဝိုင်းချက်ခဲ့ရင်နဲ့မိဘကြောင့်လည်းစောက်ဝင်ခဲ့ရတာကျမကိုနှစ်ဆယ်နှစ်ရယ်ခရတိလာအဲ့တော့ကျမမိဟာကြတော့တော့ကျမကဟင်းချက်တာဝါသနာပါတလောက်စိတ်ဝင်စားတလောက်အရသာကောင်းအောင်ဟိုဟိုကိုစိတ်ကူးစိတ်တန်းနေနဲ့ဖန်တီးနိုင်တော့ကျမမိဟာတော်တော်ကိုချတာတော့အဲ့ဒါနဲ့ तू ကအဖေကို ကျဲဥကျော်ကျွေးတဲ့ပဲဟင်းနဲ့ကျဲဥကျော်ပဲဟင်းဒါပဲဖဖရဟင်းတစ်ခါမှချက်မကျွေးဘူးနော်ကျမအမေရဲ့စတိုင်အဲ့ဒါကိုအဖေကနော်တကယ်ကိုအပြစ်မပြောတော့သူ့မိန်းမကျွေးရတဲ့အတိုင်းစားတာနော်တကယ်အဖေကိုချီးရကျွေးရတိလားအဲ့ဒါနဲ့အဖေတို့အဲ့ညအမေကနေပြီးတော့ဟိုအငယ်မလေးကိုတက်ကဟိုပါဗောတက်ကဆရာကြီးကတော်စီလားဘသူစီလားမသိဘူးခဏအက်ခဲ့တာပေါ့နော်ဟိုကျမကိုလက်ပြန်ခေါ်မဲခဏလေးပဲ ဲ့69တက်ကနေအလဲရွာကိုဆိုလဲအသွားပြန်နိုင်ဝက်လောက်ပဲကြာတယ်ကွယ်ဆိုတော့ပြန်လိုက်မယ်ဆိုပြီးတော့အိမ်မှာကျမညီမလေးကိုထားခဲ့မှာပေါ့ထားခဲ့ပြီးတော့အဖေနဲ့မိကနေပြီးတော့တက်ကိတ်ကနေပြီးတော့ခဏလေးပဲလေကျမကိုခေါ်ပြီးသူကတက်ပြန်မှာပြီးတနေ့လာလေးဆိုရင်ကျမကိုသူတော့မူဂျိုပြန်ပို့မှာပါသူတို့မထိန်နိုင်ဘူးအဲ့နဲ့ခေါ်ဖို့ဆိုသူကတက်ကိတ်လေးရောက်လေးရောက်ကောဟိုအဖေကတက်ကဆိုက်ကဲအဆုတ်ကြီးနေပေါ့အဲ့နဲ့အမေကမတက်ရသေးဘူးတဲ့အဖေကနေတက်ပြီးပြီးမှတ်လို့ဆိုပြီးဆိုက်ကဲအော်အမေကနောက်မှထိုင်နေအဖေကရှေ့ကမောင်းနေထွက်သွားအဲ့68ကနေပြီးတော့ဟိုအလဲရောက်သွားလာမှာလေဂုံးစင်းရှိတယ်တဲ့ အဖေတို့ပြပြပြန်ပြောပြတာပေါ့နော်အဲ့ဒါနဲ့ကဘုန်းစနေကြအဖေကစိုက်ကဲဆုပ်လို့နေခါကြတော့ကွယ်တို့ဟိုစိုက်ကဲအကောင်းနေလို့တော့ဗရိတ်အုပ်လဲချက်ချင်းမိချင်းမမိမှာပေါ့သူအဲ့ဂုံးစင်းနဲ့ဂျိုက်ကိုသူအဲ့လိုအကြော်အကြော်မှာဇောက်ခနဲ့ဖြစ်သွားမှာပေါ့ကွယ်အဲ့ဒါအမေရလေအနောက်မှာပြုတ်ကျပြီးချက်ခင်တာအဖေလုံးဝမသိဘူးမသိဘူးစကယ်ယူတယောက်တည်းမောင်းလာတာနော်လေရွာသူကျမတို့အဖွားအေကိုမောင်းလာပြီးအိတ်ရှိလိုက်ရောက်လဲရောအမေရနေပြီးတော့လှမ်းပြောတယ်အော်ဟိုမှာလာပြီးညီးမေလာပြီးအဖေလာပြီးအဲ့နဲ့ ပြောတော့ပေါ့နော်သူတို့ပုံမှန်ဆိုလာကြုံနေရင်လို့ရှိအဖေရောမျောတူလာခေါ်တာကွာကျမအဖေတော်တယ်လာခေါ်လေးခေါ်တာမရှိဘူးများသွားဖြစ်အဲ့ဒါနဲ့အဖေကနေပြီးအဲ့ဒါဟိုဟာတဲ့ဟိုဟာမြည်ရောတဲ့အမေကိုဆိုတော့အဖေပါတယ်လေးတဲ့အမေအနောက်တော့ဘူးပါအဲ့ဒါနဲ့အနောက်လဲလဲကြီးဗမာတော့လဲအဖေတယောက်ခမကျမဖြူမေးတာပေါ့ကွာအနောက်မှာလေးတဲ့ဆိုတော့ဗမာလဲအနောက်မှာကြည့်တယ်ကြောက် အမေကမပါလာဘူးမပါလာတော့အဖေစဉ်းစားတယ်လေတိလာဟဲ့ ဘယ်ရောက်သွားလဲဗောသူ့မိမဘေးချမ်းခဲ့လဲမသိဆိုပြအဲ့ဒါခဏနေဦးဆိုပြတော့တက်ကိုပြန်လှည့်မောင်းလာတာအမေကအဲ့ဒီဂုံဂုံဆေးရခြိုက်ခြိုက်လေးမှာငုတ်တူလေးထိုင်ဆောက်လေးပြုတ်ကြိုက်ပြန်ခဲ့တာကျမမိန်းအံ့ဩတယ်ကွယ်ကိုယောက်ျားစိုက်ကဲမောင်းတာကိုစိုက်ကဲကဒီခြိုက်ကိုဟိုနင်းမိလို့စိုက်ကဲကြီးကလည်းစုပ်လို့စိုက်ကဲကခါသွားလို့ပြုတ်ကြရဆိုရင်တခြားနည်းနဲ့လိုက်ဗောမလိုက်ဘူးအဲ့ဒီပြုတ်ကြတဲ့ခြိုက်ခွက်ဘေးမှာပဲအုတ်ခဲဖင်ခုပြီးငုတ်တူထိုင်ဆောက်တယ်တဲ့လက်ကောချီဝလက်နေတိလား အော်အဖေကနေပြီးတော့သူ့မိမောက်သူတွေ့မှာပေါ့တက်ကုန်းဆင်းမှာတွေ့လဲတွေ့လဲပြန်ကောက်တင်ပြီးတော့လာပြန်ခေါ်တာအဲ့လိုအဖေနဲ့အမေနော် ဟိုကျမအမေအဲ့ပုံစံကိုပြပြတာပါနော်ကျမသာဆိုရင်အဲ့လိုမျိုးသာကြာခဲ့ကြည့်လို့တော့ပွဲပြီးသွားပြီအနောက်ကနေကျမကျမယောက်ျားပေါ့နော်ကျမအဲ့လိုစိုက်ကဲနဲ့ခေါ်သွားတယ်ကွာအဲ့လိုမျိုးပြုတ်ကြတယ်မလားပြုတ်ကြိုက်ကြတယ်ကျမတော့လည်းဂဲနဲ့လမ်းပေါက်ပြီးကွဲချင်တဲ့နေရာကွဲဆုပ်ပြီးတော့အဲ့လိုတော့ငုတ်တော့ထိုင်မဆပ်ဘူးအဲ့ကျမအမေကတော့အဲ့လိုမဟုတ်ဘူး तू ကသူ့ယောက်ျားထားခဲ့တဲ့နေရာကိုထားခဲ့တဲ့နေရာတိုင်းနေတာ तू ကကျမလိုစောက်ကတာအလုံးဝမတက်စောက်တက်ကအလုံးဝမတက်ဘူးနော်အဲ့လိုအမေမျိုးအဲ့တော့သူတို့လင်မယားတွေကတာယာပျော်ရွှင်တဲ့အိမ်တော်ကြီးလို့ပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ အမေကလေအဲ့လိုဖြစ်ချင်လာပါကြီးရဲ့လှုပ်ချင်လာပါကြီးရဲ့ तू तू တက် तू တိဆရာလှုပ်ချင်တဲ့စိတ်လည်းသိမရှိဘူးကျမကငငယ်ရဆရာလှုပ်ချင်တဲ့ဆက်လက်ဆက်စုတဲ့အတူလည်းခိုးတဲ့အလှုပ်ချင်တာလှုပ်တဲ့ဥတီယာစိတ်ထဲကထောင်းငနေဖြစ်ပြီဆိုဖေကဟောင်းငနေပဲကျမစိတ်အယမ်းဆိုးပြီဆိုရင်ကျမဘာမှမမြင်ဘူးကွာတိလားငငယ်ရအိမ်ဘောအဲ့သုံးနှစ်ကြော်ကြော်ရအောင်အိမ်ဘောဆင်းတက်တယ်ဆိုတာနောက်ပိုင်းဆိုပို့တော့ရရတည်ရတလားအမလီကျမတောက်ကိုမှွေခဲ့တာ ကျမမှွေပုံမှွေနီးဘောင်းမျိုးစုံနဲ့ကျမငငယ်တော့မှွေခဲ့တဲ့အမွေကိုကျမအခုကကလေးကျမသားသမီးတယောက်မှခြေပြားတော့မနေခြေမိမှတော့မမမိဘူးနော်ကျမဘလောက်မြောက်ရှုံးအောင်ဆော့ပြီးတော့ဘလောက်မှွေလဲဆိုတာလေအဲ့လိုမျိုးနောက်တစ်ပိုင်းကျမကျန်တဲ့ဟာဆက်ပြပြမယ်တိလားအဲ့လိုမျိုးတော်တော်မှွေတာငငယ်တွေက